ပရိသတ်များမင်္ဂလာပါရှင်။မီးစစ်မာရဲ့တည်င်းဆောင်ပါအစီအစဉ်ကိုနားဆင်ကြရမှာဖြစ်ပါတယ်။မီးစစ်မာရဲ့စုံစမ်းဖုံထုံးမှုအရာစစ်ကောင်စီတပ်ဟာမကြသေးခင်ကယူရှားနယ်ဘီလာရုစ်နိုင်ငံတွေကနေအစင်မင်ဒရွန်းတွေကိုဝယ်ယူခဲ့ပြီးဒီကိစ္စမှာဘူချုံမူကြီးမဲအောင်လိုင်းရဲ့လူယုံတအိုးကအတိတ်ကပါဝင်ပတ်သက်နေတယ်လို့သိရပါတယ်။ ဧပြီလ20ရက်နေ့မှာ UAV drone ဆက်ထားစင်းနဲ့ drone ကတွေမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့ရာအဲ့ဒီ drone တွေဝယ်ယူရောက်ရှိရင်း drone သက်တွေကွက်ကဲကြီးမှာယူရှားပြန်ဖို့မိုးကြိုးစိုးရက်ကလှုပ်ဆောင်လက်ရှိပါတယ် ဝယ်ယူထားတဲ့ UAV drone တွေဟာ drone data live ဖြတ်ဆက်ကျန်းမာတွေကိုကျော်ဖြတ်နိုင်ပြီး drone light သက်ဆိုင်လုပ်နိုင်ကပုံသေးတောင်ပန် fixed wings တွေနဲ့ဖြစ်တယ်လို့ဆိုပါတယ်။ drone ကဆိုတာကတော့ပြန်ပြန် drone စနစ်ဖြစ်ပြီး drone တွေရဲ့စက်တွေ e data link ကိုထောက်လန်းခြင်းအမျိုးအစားခွဲခြင်းခြေရာခန့်ခြင်းတွေကိုလုပ်ဆောင်နိုင်ပါတယ်။ drone တထွေတွေအတွက်တိုက်ရိုက်ကွက်ကန်မှုကိုတော့ဘူမူးကျော်စော်ရဲ့တပည့်ရင်ဖြစ်သူယူရှားကနေပင်ဖွဲ့လွန်ရခဲ့တဲ့ဘူကြီးကျော်မျိုးအောင်ကလုပ်ဆောင်နေတယ်လို့သိရပါတယ်။ မော်ဘီအခြေဆိုင်အမတ်မားလေးချောင်းရန်ကာကွယ်ရေးစစ်စစ်ရေးကွက်ကန်မှုဌာနချုပ်မှဒရုန်းတပ်ဖွဲ့တို့တီထောင်ဖွဲ့စည်းထားပြီးဧပြီ26ရက်နေ့ကစပြီးတင်ဒန်းပို့ချပြီးနေတယ်လို့ DVB သတင်းတစ်ခုကပြောပါတယ်။ဒရုန်းတင်ဒန်းကိုတော့တမဆက်သူတမ66နဲ့တမခွေစပ်ခွန်လက်အောက်ခံစစ်စင်ကြီးမှပါဝင်တဲ့ခြေလင်းခြေမြန်တိုက်ရင်းတွေကအရာရှိနဲ့အခြားအဆက်စစ်သိအချို့ကိုတင်ကြားပေးနေတယ်လဲ DVB ကပြောပါတယ်။စစ်တပ်ကတော့ DSA အပစင်၄၀ခွန်စင်းဖြစ်တဲ့ဗိုလ်မှူးကျော်စိုးရဲ့ဟာယူရှားဖာတာစကားကျွမ်းကျင်သူတအူးဖြစ်က ဘိုးချုပ်မှုကြီးမဲအောင်လိုင်းအိမ်နဲ့ယုံကိုဝင်ထွက်ခွင့်ရတဲ့လူယုံအနှဲငယ်တဲ့ကတအူးဖြစ်တယ်လို့ဆိုပါတယ်။သူဟာတိုတိုဝက်ဝက်နေတဲ့သူဖြစ်ပြီးစစ်ကောင်စီအတွက်ဒီဆဲအပါအဝင်လောင်စာဆဲတွေကိုစင်ကာပူထိုင်းတို့ကနေတဆင့်မောင်ခိုတင်သွင်းတဲ့ကွန်ပျူတာမှလည်းအခရာကျသူဖြစ်ပါတယ်။ဒါအပြင်သူဟာအင်းတိုင်မှာရှိရတက်မဆက်တဲ့အခြေဆိုင်စစ်ကောင်စီတပ်ရဲ့တရင်တို့တရင်မားထုတ်လုပ်တဲ့ဝါဒဖြန့်ချီရေးအဖွဲ့ကိုလည်းဦးဆောင်သူဖြစ်တယ်လို့မီးစစ်မာရဲ့စုံစမ်းဖော်ထုတ်မှုကဖော်ပြထားပါတယ်။ ဲ့ဒီအဖွဲ့ဟာ Telegram အပါအဝင်လူမှုကွန်ရက်တွေကနေစစ်ကောင်စီကိုစန့်ကျင်တဲ့တော်လန့်ရေးအင်အားစုနဲ့လူပုဂ္ဂိုလ်တွေနဲ့ပတ်သက်ပြီးသတင်းမာတွေထုတ်လွှင့်တာသတင်းမီဒီယာတွေမှာ comment တွေရေးသားတာစတာကိုကြဲကြဲပြန့်ပြန့်လုံဆောင်နေခဲ့ပါတယ်။ အရက်ဝိနဲ့နေလေးရှိရဲ့သူ့ရဲ့အကြောင်းကိုမီးစစ်မမင်းအောင်လိုက်အတွင်လူဝါဒဖြန့်အထွက်ခေါဆောင်ဖို့မူချော်စောရဲ့လို့စုံစောင်းဖို့ထုတ်ခဲ့ပြီးနောက်လုံစုံရေးဆိုးရင်ကနေရပြောင်းအိမ်မိုးတွေပင်ဖစ်ပေါ်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။နောက်ထပ်နောက်ဆုံးရသတင်းတွေနဲ့သတင်းဆောင်ပါတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်မီးစစ်မရဲ့ channel ကို subscribe လုပ်ထားကြပါလို့ဖိတ်ခေါ်ပါတယ်။နားဆင်ဖေးကြပါတော့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်။